မြန်မာနိုင်ငံမှာအင်အားပြည့်လှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်ကုညီကယ်ဆယ်ရေးတွေထိရောက်ဖို့လက်နက်ကင်တော်လိုင်းအဖွဲ့တွေဘက်ကတစ်ဖက်သက်အပြစ်ခတ်ရဲစဲတယ်လို့ကြေညာပြီးရတဲ့နောက်စစ်ကောင်စီကလည်းအပြစ်ရဲကြေညာလာပါတယ်။တင်းငိမ်အေးချမ်းရေးကိုရှေ့ရှုကစစ်တပ်အနေနဲ့ဧပြီလ၂ရက်နေ့ကနေ၂၂ရက်နေ့ထိရာရီအပြစ်ခတ်တိုက်ခိုက်မှုရဲစဲရေးကာလအဖြစ်တပ်မတော်ကာကွယ်ဦးစီးချုပ်ယုံကဧပြီလ၂ရက်နေ့ညပိုင်းမှာထုတ်ပြန်ခဲ့တာပါ။ ဒါဟာငလျင်ထံကြောင့်ထိခိုက်ခံစားနေရတဲ့တနင်္ဂနွေလုံးမှာရှိတဲ့ပြည်သူလူထုကိုစာနာထောက်ထားပြီးကိုကြီးကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအချိန်အဟုန်နဲ့ဆောင်ရွက်နိုင်စေဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်။စီရီယံပိုကြီးစင်ရော်ကငလျင်ကယ်ဆယ်ရေးအတွက် EAO တွေအပါအဝင် NUG ဘက်ကစပြီးအပြည့်ရဖို့ကြီးညာခဲ့တဲ့ပေါ်စစ်ကောင်စီကအဆက်ပြေကြီးညာရတာဖြစ်လို့တိုက်ခိုက်မှုတွေအချိန်မရွေးလှုပ်လာနိုင်တယ်လို့သုံးသပ်ပါတယ်။စစ်ကောင်စီကဒီနေ့သားမှာတိုင်းရင်းသားတွေပေါ့နော်။ EAO တွေ ချတဲ့အချိန်မှာသူတို့မရဖက်နဲ့အခွင့်ကောင်းယူပြီးတိုက်ခိုက်လာမဲ့ပုံစံမျိုးမြင်ရတယ်။ဘာဖြစ်လို့သူတို့ကအထိနာနေတော့ရှုံးမဲမဲနေတဲ့အနေအထားမျိုးဖြစ်ပါတယ်ခင်ဗျ။မြေပြင်တိုက်ခိုက်မှုတွေရောလေကြောင်းတိုက်ခိုက်မှုတွေရောစစ်ကောင်စီဘက်ကအချိန်မရွေးလှုပ်လာနိုင်ပါလေ။သူတို့စကားမတီးပါဘူး။ဒါကဣယာဝတီဘက်နဲ့ကာဝေးဘက်ကကာဝေးဒေါ်လာရေးအင်အားစုတွေဘက်ကနေတာထုတ်ပြန်လို့သာသူတို့ကလည်းအဆက်ပြေလိုက်ပြီးထုတ်ပြန်ရတာဖြစ်ပါတယ်ဗျ။ဟုတ်။စစ်ကောင်စီကတော့အပြစ်ရထားတဲ့ကာလအတွင်းတိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တခြားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငင်းချမ်းရေးကိုထိခိုက်စေမဲ့အင်အားစုဆောင်တာပြင်ဆင်စုဖွဲ့တာနေမြေချက်ထင်ဓာတ်တွေလောက်လာရင်စစ်တပ်အနေနဲ့လိုအပ်တဲ့အရေးယူတုံ့ပြန်မှုတွေစောင့်ရွက်သွားမယ်လို့ဆိုပါတယ်ဒါပြင်အများပြည်သူတွာလာအုံပြုနေတဲ့ဆက်တော်ရီလမ်းကြောင်းတွေကိုနှောက်ရှက်တိုက်ခိုက်တာနဲ့ထိခိုက်ပျက်စီးစေတာပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်ကိုထိခိုက်ပျက်စီးစေတာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့တက်စကန်တွေကိုတိုက်ခိုက်တာတက်ဌာနချုပ်တွေကိုနှောက်ရှက်တိုက်ခိုက်တာတွေမပြုလုပ်ဖို့အပြစ်ရဲ့ကြီးညာချက်မှာဖော်ပြထားတာပါ လိလာသူတွေကတော့ဒီသတိပေးချက်တွေဟာအချိန်နေပေါ်လိုက်ပြီးစစ်ရေးနိုင်ငံရေးအရာအသာစီးရယူနိုင်တယ်ဆိုတဲ့ယူဆချက်နဲ့တုံ့ပြန်မှုဖြစ်တယ်လို့ယာယီအဖြစ်ရဲ့ကာလာတွင်းမှာလည်းလက်နက်ခေရန်လူအင်အားရိတ်ခါရွှေပြောင်းဖြစ်တင်းတာတွေလှုပ်လိရှိတယ်လို့ထောက်ပြပါရယ်ကချင်လွတ်လပ်ရေးတပ်မတော် KIA ကလည်းဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိခုခံကာကွယ်ခြင်းကလွဲရင် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကိုရပ်ဆိုင်းထားမယ်လို့အေဘရန်နှစ်ရက်နေမှာကြေညာခဲ့ပြီးကာကွယ်ရေးဦးကြီးချုပ်ယုံရဲ့အဖြစ်ရက်စဲရေးကြေညာချက်ပါအချက်လက်တွေကိုစစ်တပ်ဘက်ကလည်းလိုက်နာဖို့လိုအပ်တယ်လို့ဆိုပါတယ်။မြန်မာပြည်လေလာသုံးသက်သူဒေါက်တာဆိုင်းကြည်စင်ဆိုကစစ်တပ်ကြေညာထားတဲ့အဖြစ်ရက်ကာလအတွင်းတော်လှန်ရေးအဖွဲ့တွေကိုလှုပ်ရှားမှုတစ်ခုခုနဲ့ဆက်ဆွဲပြီးတိုက်ခိုက်တာတွေရှိနိုင်တယ်လို့သုံးသပ်ပါတယ်။ဟိုရက်20အတွင်းမှာတော့ဟိုဖြစ်နိုင်တာ သူ့အနေနဲ့အဲ့လိုလှုပ်ရှားမှုတစ်ခုခုရှိရဆိုတဲ့ဟာမျိုးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တိုက်တာခိုက်တာသူဆွတ်တဲ့ပြီးတော့တိုက်တာခိုက်တာမျိုးတော့အာရှိကောင်းရှိနိုင်တယ်ဒါပေမဲ့တက်နိုင်တဲ့လောက်တော့ရှောင်သိမယ်လို့ယူဆလို့ရရဲ့အထူးသဖြင့်တော့နိုင်ငံတကာရဲ့ကွန်မြူနီကေတရင်းနဲ့ဝင်လာပြီးတော့ဒီသူနဲ့ပူပေါင်းဆောင်ရွက်ပြီးတော့ကွန်မြူနီကေတရင်းလှုပ်ဖို့အကွက်ကိုသူ့အနေနဲ့အာကကြိုးစားကောင်းကြိုးစားနေတော့ဒါမဲ့ဟိုအတက်အတော့ပြောလို့မရဘူးပြီးခဲ့တဲ့ match 28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ အင်းအပြင်းငလင်နဲ့နောက်ဆက်တွဲငလင်ငယ်တွေကြောင့်ငလင်ဘေးတည်သေတာတွေမှာလန်ဒရာအဆောက်အဦတွေထိခိုက်ပျက်စီးခဲ့ရပြီးပြည်သူတွေထောင်ချီတည်ဆုံးခဲ့ရတယ်လို့ထိခိုက်ဒဏ်ရာရတာတွေလည်းဖြစ်ပေါ်ခဲ့တာပါဒီအချိန်မှာစစ်ကောင်စီဘက်ကစစ်ရေးနဲ့နိုင်ငံရေးအရာအသာစီးရယူနိုင်ဖို့ကြိုးစားတာရှိနေပြီးအထူးသဖြင့်ငလင်လှုပ်ခတ်ပြီးချိန်မှာလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာတွေဖြစ်လို့ခဲ့တာလို့လေလာသူတွေကထောက်ပြပါတယ် လက်လက်ကင်တိုက်ပွဲဖြစ်ပွားနေတဲ့မြန်မာနိုင်ငံမှာငလျင်ဘေးတင့်ပြည်သူတွေကိုကယ်ဆယ်နိုင်ဖို့နဲ့ပြန်လည်ထူထောင်ရေးအတွက်မြို့သားညီညွတ်ရေးဆိုရအန်ယူဂျီကစပြီးနှစ်ပတ်တာတစ်ဖက်သက်အပြည့်ရအကြောင်းမတ်30ရက်မှာကြေညာခဲ့တာပါညီတော်မမိတ်တုံးဘက်ဖြစ်တဲ့ MND TNL နဲ့ AA တို့လည်းငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေအ мян ဆုံးထိရောက်စွာဆောင်ရွက်နိုင်ဖို့ထိုးစစ်တွေကိုပြုလုပ်မှာမဟုတ်ဘဲဧပြီလတာတစ်ဖက်သက်အပြည့်ရအကြောင်းဧပြီလတရနေ့မှာထုတ်ပြန်ခဲ့ပါတယ်စစ်ကောင်းဆောင်ကတော့တချို့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်ရှိချင်းတွေမှာတိုက်ပွဲပေါ်ဆောင်တာမရှိပေမဲ့စုဖွဲ့လေးကျင့်ပြင်ဆင်နေတာဟာတိုက်ခိုက်တာဖြစ်လို့စစ်တပ်အနေနဲ့လိုအပ်တဲ့ကာကွယ်ရေးလုပ်ငန်းတွေဆက်လုပ်သွားမယ်လို့ဧပြီတရက်နေ့မှာပြောကြားထားတာပါအဲ့ဒီညပိုင်းမှာငလင်ထောက်ပံ့ပစ္စည်းတွေတင်ဆောင်လာတဲ့တရုတ်ချက်ရှင်ညင်းနန်းကိုစစ်တပ်ကရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်အုံမတီရွာအနီးမှာပိတ်ခတ်ခဲ့ပါတယ်။ဒီဘောစစ်ကောင်စီပြောခွင့်ရဗကြိုးစော်မင်းထွန်းကဝဘော်ထောင်ပိတ်ခတ်ခဲ့တယ်လို့ဧပြီနှစ်ရက်နေ့မှာဝန်ခံထားတာပါ။ ဒီပေါ်တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောဆိုဝင်ရှိသူကငလျင်ဘေးအတွက်မြန်မာနိုင်ငံကိုလာတဲ့တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ကယ်ဆယ်ရေးပစ္စည်းတွေရဲ့လုံခြုံရေးကိုအာမခံချက်ပေးဖို့ဧပြီလ2ရက်နေ့မှာပြောဆိုခဲ့ပါတယ်အဲ့ဒီနောက် စစ်ကောင်စီဘက်ကရပ်ပေါင်း20ယာယီအပြစ်ခတ်ရဲစဲဖို့ကြီးညာခဲ့တယ်လို့စစ်ကောင်စီရောက်ကထဗိုလ်ချုပ်မကြီးမင်းအောင်လိုင်ကလည်း6ကြိမ်မြောက် bin step ထိပ်သီးစီဝေးကိုတရားဖို့ဧပြီလ3ရက်နေ့မှာထိုင်းနိုင်ငံကိုတွားရောက်မယ်ဆိုပြီးသတင်းထုတ်ပြန်ခဲ့တာပါဒေါက်တာဆိုင်းကြည်စင်ဆိုကအစည်းအဝေးမှာနိုင်ငံရေးကိစ္စရပ်တွေအများကြီးဆွေးနွေးမှာမဟုတ်ပေမဲ့ တက်ရောက်လာတဲ့နိုင်ငံတကာခေါင်းဆောင်တွေနဲ့ဘလို့သဘောညှိနှိုင်းတာမျိုးရှိနိုင်တယ်လို့သုံးသပ်ပါတယ်။အယဝင်ဘင်းစတက်မှာတော့အဲဟိုနိုင်ငံရေးရအများကြီးဆွေးနွေးနေလို့ကျွန်တော်နည်းနည်းပိတ်မခေ။သူတို့ရဲ့ဘင်းတက်ယူအဂျင့်နဲ့တခြားအကြောင်းအရာတွေရှိပါလေ။ဒါပေမဲ့သူတို့အနေနဲ့ဒီလိုမျိုးတွေ့တဲ့အချိန်မှာနိုင်ငံတကာခေါင်းဆောင်တွေကထိပုံမှုနဲ့ရှိနေတဲ့ဘင်းစတက်ခေါင်းဆောင်တွေနဲ့တိတွေ့တဲ့အချိန်မှာတော့အလွတ်တန်းသဘောသူတို့အနေနဲ့ညှိရနိုင်တာမျိုးတော့ရှိကောင်းရှိနိုင်ပါတယ်ခင်ဗျ။ ဧပြီ3ရက်နေ့ကနေ4ရက်နေ့ထိကျင်းပတဲ့ Binstead ထိပ်သီးစည်းဝေးမှာစစ်ကောင်းဆောင်ကတက်ရောက်လာကြတဲ့ဒေသရင်းနိုင်ငံတွေရဲ့အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီးမြန်မာနိုင်ငံကဖြစ်ပေါ်ခဲ့တဲ့ငလင်အခြေအနေနဲ့ပတ်သက်ပြီးဆွေးနွေးဖို့ရှိနေတာပါ။ဒါအပြင်ကုညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုထိရောက်စွာဆောင်ရွက်နိုင်ဖို့နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်နိုင်မယ့်အခြေအနေတွေကိုလည်းဆွေးနွေးသွားမယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့ပါသည်။အဲဒီစီဝေးဟာထိုင်းဝန်ကြီးချုပ်ပေတွန်ထံကတဘာပတိဖြစ်ပထမဆုံးတာဝန်ယူကျင်းပတာဖြစ်ပြီ ဒေတာရင်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ထိုင်းမြန်မာတီရီလင်ကာဘင်္ဂလားဒေ့ရှ်အိန္ဒိယနီပေါ်စတဲ့နိုင်ငံငေါဆောင်တွေကိုဖိတ်ကြားထားတာပါဒီအပေါ်မြန်မာနိုင်ငံကိုစားပြုအနေနဲ့အာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မကြီးမေအောင်လိုင်းကိုအစည်းအဝေးတက်ရောက်ဖို့ဖိတ်ကြားတဲ့အပေါ်ကန့်ကွက်မှုတွေလည်းရှိနေတာပါဘင်္ဂလားအဖွဲ့ကို1998ခုနှစ်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာစတင်ထူထောင်ခဲ့ပြီးဘင်္ဂလားပင်လယ်အော်နဲ့နယ်နိမိတ်ချင်းဆက်ဆက်နေတဲ့နိုင်ငံတွေကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေမြင့်တင်ဖို့ရည်ရထားတာဖြစ်ပါတယ်။